ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူနောက်ရိုးစစ်တဲရေးသားထားတဲ့အယူသူရောနဲ့မဖဲဝါရဲ့မွေစာသားဇလန်းစာဆောင်ကိုတင်ဆက်ပေးကြပါရစေအစီအစဉ်လေးမစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဘေးနားနိုတီဘယ်လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါသေးတယ်ကျမကတော့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရဲ့ရှင်သူ့နာမည်ကငမုံ လေယိုရွာမှာငမုံးဆိုတဲ့နာမည်နဲ့လိုက်အောင် လူမုံးများပြတဲ့လူချမ်းသာတယောက်ရှိပါတယ်။ငမုံးရဲ့အသက်ကအခုဆိုရင်တော့40ဝန်းကျင်ရှိပါပြီ။အဲ့တော့မရှိပါဘူး။လူလူတယောက်ပါပဲ။ရုပ်အသွင်ရတော့ခတ်ထန်ပြီးတော့မျက်နှာမှာကြောက်ပေါက်မာရီနေပါ။ကိုဟန်ကအရက်အသင်တင်နဲ့ကြစ်လက်တဲ့အသင်ရှိရဲ့။သူကလေယိုရွာတရွာလုံးငွေနဲ့အုံမှုစီနင်းထားတယ်။တရွာလုံးသူနဲ့ကင်းတဲ့သူရဲ့လို့မရှိအောင်လုပ်ရင်းနဲ့အားလုံးကသူကစူမိုးထားပါလေ။ သူကမဖဲဝါရဲ့မွေးစားသားရဲ့လို့လေသူ့ကိုယ်သူခေါ်ဝတ်သမုတ်ကြတယ်။တကယ်တမ်းမှလည်းငမုံရဲ့ဘဝအခုလိုဖြစ်လာခဲ့တာကမဖဲဝါနဲ့ဆက်နွယ်မှုတချို့ရှိခဲ့တယ်လို့တစ်ဖက်မှာဆိုရင်လည်းသူ့ကိုခင်မေကူညီရတဲ့မိစားလေးတွေကြောင့်လည်းဖြစ်ပါတယ်။ငမုံဒီလိုဘဝမျိုးမဖြစ်ခင်အားဆိုရင်အเจ้าတွေကိုပြန်ပြီးတော့အရင်အောင်ပြပြပေးပါမယ်။ငမောရဲ့အမောကံဘွားကလေရှင်ကြီးဥပါဝင်ကိုရိုက်နှက်မှုဖြစ်ခဲ့ရာနေစခဲ့တာပါဒီအကြောင်းလေးကိုပြန်ပြောပါမယ်အဲ့တော့ကငမောရဲ့အသက်က16နှစ်ပဲရှိသေးရပါ ဖခင်ဖြစ်သူဆုံးပြီးတော့မိခင်ကြီးနဲ့အတူတူကြံ့ရင်းနဲ့စားဝတ်နေရတဲ့ငမုံတယောက်ရွာရဲကလေရှင်အိမ်မှာသူရင်ငါဝင်လို့ရပါတယ်။သူသူရင်ငါလုတဲ့လေရှင်ကကစီနေတဲ့ဥပဝင်ဆိုတဲ့လူကြီးပါ။ကစီကလုံးလို့ဥပဝင်ရဲ့အိမ်မှာဘသူကမှအလုပ်ဝင်ပြီးတော့မလုပ်လို့ပါဘူး။ဝိုင်းကြီးအတွက်မတက်တာတဲ့ငမုံကတော့အောင့်အီးပြီးတော့ဝင်လို့ရတာပေါ့လေ။ဒီလိုနဲ့တည့်ရသားမှာတော့ငကိုရဲကတရှောင်ရှောင်ဖြစ်နေတဲ့ငမုံရဲ့မိခင်ကြီးကကျမ်းမကြီးအသေးအံထဖြစ်တယ်။ ီတော့စိတ်မရှိမျိုးမရှိနှစ်ကောင်ကျွတ်နှစ်မျက်နှာသမားငမုံအဖို့အားကိုးထားရကလည်းသူ့ရဲ့လေရှင်ကြီးဥပါဝင်မယ်လေဒီလိုနဲ့မိုးတဲထစွာရှာနေတဲ့ခြာနီမိခင်ကြီးစိတ်နဲ့ငမုံပြရွာထဲကိုတုတ်ချီတင်ပြေးခဲ့တယ်စေးစရာအရင်အကျိုးချောင်းပြောပြီးတော့ဝင်ပင့်နေပြီးတော့စေးဖို့ပေးဖို့အတွက်လေရှင်ကြီးစီငွေဝင်ချီးတယ်ချင်းငွေရောနှစ်ဝက်စာပေးချင်ရမယ်လက်ကြံလုံအားကရရနေဖြည့်ယူပေးဖို့အတွက်ပြောတယ်ဒါပေမဲ့ဥပါဝင်ကလက်မခံဘူးမချီပေးနိုင်တဲ့အပြင်မှာတနှစ်စာလောက်အားကရဲ့ဇန်နေတဝက်ကိုနှစ်ပြည့်မြပေးမယ်အကြောင်းပြောတယ် ငမောကထပ်မံပြီးတောင်းမှပြောတော့ဥပါဝင်ကဆဲဆိုတယ်။ငမောကသီးခံပြီးတော့ထပ်ပြီးအကူညီတောင်းတယ်။ဒါပေမဲ့ဥပါဝင်ကမကူညီတဲ့အပြင်မှာပို့ပို့ဆိုးလာပြီးတော့ငမောကိုရိုက်နှက်တယ်။ဒီအပြင်အလောက်ကထုတ်ချောင်းပြောပြီးတော့အချို့ပေးချေထားတဲ့ငွေကိုလည်းပြန်ပေးဖို့ပြောတယ်။ငမောရဲ့ဘက်ကဘလို့ပဲတောင်းမှန်ပြီးတော့ပြောနေပေမဲ့ဥပါဝင်ကလက်မခံပါဘူး။ကိုတီလက်ရောက်လောက်တာအပြင်ကမှအပြောဆိုရလဲပို့ပို့ပြီးတော့ရိုင်းဆိုင်လာတယ်လေ။ဒါပေမဲ့လေမိခင်ကိုစေကူခြင်းနဲ့အတွက်ငမုံဒူးထောက်ပြီးပါတောင်းမှန်တယ် သူတို့အတွက်အားကိုးရလေဒီလေရှင်ကြီးတောက်ပဲရှိရလေမင်းရဲ့မယားအိုယိုစေးကူဖို့အတွက်ဒီလောက်တောင်မှအကဲပိုနေရတယ်ပေါ့ဥပဝင်းစီကနေတားမိချင်းကိုပေးစားတမှုပြီးပြောတဲ့မယိုင်းခနေတဲ့စကားအဲ့စကားကိုကြားတဲ့အချိန်မှာတော့ငမုံတောက်ညလုံးထဲမှာမီးဝင်းဝင်းတောက်ရပြီးဘာစုဘာမှမသိတတ်တော့ပါဘူးသူပြန်ပြီးတော့တတိကံမြေအချင်းဥပဝင်ကခေါင်းမတွေ့ရင်းနဲ့အိမ်မောင်းနေဒီရွတ်တိုင်ဆင်လာပြီးတော့သူကတော့အိမ်ကြီးကိုမီးရှို့ဖို့အတွက်မီးတုပ်ကြီးနဲ့ရှိနေရလေ။ အရက်ကဝိုင်းပြီးတော့ဆွဲဝိုင်းပြီးတော့တားလို့အိမ်ကိုမိမရှုပ်ပြပေမဲ့ရိုက်မှုပိုင်နဲ့ကျူလိုမှုတွေနဲ့ငမုံတယောက်ထောင်ကြရပြီပေါ့ငမုံကတော့သူ့ဘက်ကရိုက်တင်လို့ရိုက်တာဒါကိုထောင်ကြရတယ်ဆိုတော့ငွေများတရားနိုင်ရဲ့လို့တထင်းစားယူစားတယ်အရက်ကလည်းသူ့ကိုထောင်ကြအောင်ငွေရှင်ဘက်ကနေမျက်နှာလိုက်ပြီးဝိုင်းလို့ကြတယ်လို့ထင်မြင်သွားတယ်ငမုံကထောင်တစ်နှစ်ခွဲကြတယ်ဒီရိုက်မှုတွင်ငမုံလေရှင်ကြီးဥပါဝင်နဲ့အတိုင်းဝိုင်းအောင်အလုံးမုံကုန်ကြတယ်လေငမုံတယောက်ထောင်ထဲရောက်ပြီး၃လလောက်အကြာမှာသူ့ရဲ့မိခင်ရတားစိတ်နဲ့ဆုံးပါသွားခဲ့တယ် နဂိုရီးယားမှာစိတ်ဒဏ်ရာရနေတဲ့ငမောကမိခင်ကြီးဆုံးပါသွားမှသိတော့စိတ်ဒဏ်ရာပို့မှုပြီးတော့ပြင်းထန်လာခဲ့တာပေါ့လေ။ဒါပေမဲ့ငမောကမာယူရဲမဆန်တော့ဘူး။ငွေများလို့တရားနိုင်တဲ့လောကကြီးကိုသူ့ဘက်ကပါနက်စွာနဲ့တုတ်ပြတ်မှုဆုံးဖြတ်ထားတယ်။မှန်မှန်သိပါရဲ့နဲ့သူ့ဘက်ကမပါတဲ့လေယိုးတရွာလုံးနဲ့ရန်သူတော်ဖြစ်တဲ့ဥပါဝဲနဲ့အမျိုးသက်တိုက်ကိုစိတ်ထရနေသူတေးမှတ်ထားလိုက်တယ်။အဲ့တော့ထားနေလွတ်လာတော့လေယိုးရွာပဲသူရအောင်ပြန်လာတယ်။ အရင်သူတို့တောင်မီ နေထိုင်ခဲ့တဲ့နေရာလေးကပျက်စီးရွှေရင်းနေရာတွေမြင်တော့မိခင်ကြီးနဲ့အတူတူနေခဲ့တဲ့အတိတ်တွေကိုပြန်လဲမြင်ရောက်မိပြီးတော့ငမိုးရဲ့ရှင်ထဲမှာနာကြီးစိတ်တွေပေါ်လာတယ်။ဒီရက်မှာမနေကျင်တော့လောက်တဲ့အထိစိတ်တွေနာမိနေပေမဲ့မိခင်နဲ့ဖာခင်ခေါင်းချခဲ့ရအောင်မို့တခြားတော့လည်းသူမသွားလို့အားကြောင့်လေဒီရွာနဲ့နီကန်နေရဲ့အိမ်နေရာကနေမိခင်နဲ့ဖခင်တို့ရှိရာတုတ်တန်ပကုတ်ငမုံပြောင်းပြီးတော့နေတယ်။ဒီမှာလေငမုံနဲ့မြင်စာရင်းနဲ့စုံဖို့ဖြစ်လာတယ်။ တဝန်တခါအတွက်ကိုမှငားရှာဖားရှာလုပ်ပြီးတော့တစ်ဖက်ရွာလေးစီသွားရောက်ရောင်းချပြီးလိုအပ်တာကိုလည်းအဲ့ဒီရွာလေးရနေပဲဝယ်ယူပြီးတော့ငမုံးဖြည့်ရှင်နေဒီကြားထဲမှာသူ့မုံနဲ့လေယူရွာလူတို့ချို့နဲ့ထိုးပွဲရွယ်ပွဲတို့လည်းရှိခဲ့ဘူးသေးတယ်တခုတော့ညနေရောက်တဲ့အခါကျတော့ငမုံးတယောက်ချောင်းရိုးထဲမှာငားဖိနေငါခုအတော်ကြီးကြီးတစ်ကောင်နဲ့တခြားငားတွေတော်တော်များများအောင်ရလာတယ်သူ့ရဲ့တဲငမုံးပြန်ရောက်တော့မှောင်ကြီးပြိုးနေပြီငားတွေကိုတစ်ဖက်ရွာစီတားရောက်မှုကလည်းမလွယ်တော့မှလို့စေးကြောကင်တွေပြီးတော့တင်းဆဲထားလိုက်တယ် နောက်တစ်နေ့မနေ့ရောက်တော့သူ့သိမ်းထားတဲ့ငါးတွေတစ်ခါမှမရှိတော့ဘူး။ငကူကောင်းကြီးနဲ့အယိုးတွေကိုတော့အတဲပြင်ဘက်ကတချောက်ပင်ကြီးရဲ့အောက်မှာတွေ့ရတယ်။အဲ့တော့ငမုံအလုံးမဲ့ဒေါသထွက်သွားပြီလေ။တချောက်ပင်ကြီးကိုကန်ကြောက်ပြောဆဲဆိုရယ်ထုတ်ရိုက်တောင်းကြတယ်။တဲပတ်ချာလေးမှလေတရခန်လို့ယူဆနိုင်တဲ့ကျွတ်တွေပါလေလိုက်ပြီးတော့ရှာကြည့်။ဘာဆိုဘာမှတဲလွန်စားမရခဲ့ဘူး။ငမုံဒေါသပြီးတော့တွေးကြည့်ငါတွေတစ်ခါမှကြောင်ခိုးစားသွားတဲ့သူကကြွမဖြစ်နိုင်ဘူးလို့ယူဆတယ်။ကြွထက်လည်းပိုလိမ့်မယ်လို့လည်းတွေးမိလာတယ်။မွေလည်းဖြစ်နိုင်လောက်ရဲ့ပေါ့။ပြီးတော့ က်ပြီးတော့တွေးမိတာဒီကောင်ကတခါရပွဲနောက်တခါလာအောင်မယ်လို့သူထင်မိရဲ့အဲအကြောင်းလေတရခန်ကိုသူမိအောင်ဖမ်းမယ်လို့ဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ချက်အတိုင်းပါပဲညနေခင်းရောက်တော့ငမုံငါးသွားဖမ်းတယ်မနေညလိုပဲငါးရီစေးကြောပြီးတော့တင်ဆက်ထားလိုက်တယ်ဒီတခါတင်ဆက်တဲ့အခါမှာကြိုးတက်ထားတဲ့ငမားစိတ်တချို့ငါးရီဖိုက်ထဲမှာထည့်ထားတယ်အကောင်လိုက်မျိုးရဲ့အကောင်ဆိုရင်တော့မိစေပေါ့ငါးရီကိုအရင်ရက်ကတင်ဆက်တဲ့နေရာမှာပဲထပ်ပြီးတော့တင်ဆက်ထားလိုက်တယ်ညဘက်ရောက်တော့အိပ်ရာထဲမှာလှိုင်းနေမအိပ်ဘဲနဲ့ငမုံစောင့်ဆိုင်နေတယ် တကောင်ကျော်လောက်ချိန်ကျတော့ရုတ်တရက်ငမုံမေးကနေဖြစ်သွားတယ်။စက်ကနေပြန်ပြီးနိုးလာတဲ့အခါကျတော့နားထဲမှာကြစ်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 အတန်းနေကြားမိရတယ်။တတိချာချာလေးနားဆွလိုက်တော့ငားရည်တင်ထိုင်နေရဘက်ကရောက်လာတဲ့အတန်းတွေ။တရက်ခန့်ရောက်နေပြီဆိုတာကိုသိလိုက်တာကြောင့်ငမုံလည်းခြေဖော့ပြီးချင်ကန်မိရလေ။ဟမ်။မြင်ရတဲ့မြင်ကွင်းကသူ့တသက်တစ်ခါမှမမြင်ဘူးတဲ့မြင်ကွင်း။လူလူလူကြောင့်လူလူအကောင်လေးလေးကောင်ကငါးတောင်းနဲ့ငါးတွေနှိုက်စားနေကြတာ။ နှိုက်စာရင်းနဲ့တကောင်နဲ့တကောင်နဲ့ဘာတွေပြောမှမသိကြစ်ကြစ်ကြက်နဲ့ပြောနေရငမုံထဲထားတဲ့ငမားကြီးတွေကတော့နှစ်ဘေးမှာအပုံလိုက်လေးပေါ့တစ်ချက်တစ်ချက်လေတကောင်နဲ့တကောင်တွန်းထုတ်ဆော့ကစားနေသေးတာအဲ့မြင်ကွင်းကိုငမုံမကြည့်နေဒေါသတွေလုံးဝထိမရတော့အဲ့တော့လက်ထဲမှာကင်ထားတဲ့ဒုံတွေပြေးဝင်ရှိုက်တာပေါ့ငမုံရဲ့တဖုံးဖုံးရိုက်နှက်မှုတွေစီမှာငားနိုင်စားတဲ့အကောင်လေးတွေကခုံပေါက်ပြေးကြတယ်ဒုတ်ချက်ထိပေမဲ့လေအကောင်ကြီးဘာမှမဖြစ်တော့ငမုံမြင်တော့ပို့ပြီးဒေါသထွက်တာပေါ့ဒုတ်ကိုချပြီးလက်ကြည့်လိုက်ဖမ်းတယ် တကောင်မိတယ်။ကျန်တဲ့တုံးကထွက်ပြေးပျောက်ကွယ်သွားတယ်။အဲ့တော့ငမောကလည်းသူ့ဖမ်းမိထားတဲ့အိတ်တကောင်ကိုဖမ်းကင်ပြီးတေချာကြည့်ပြီးတော့မျက်နာလူမျက်နာအောင်မှတစေလူလူတရေလူလူပုံစံလေးဖြစ်နေအောင်တွေ့ရတယ်။အကောင်လေးကသွားဖြေပြီးတော့ငမောကိုကြောင်ဖြီးကနေချောက်လန်တယ်။အကောင်လေးပုံစံကိုကြည့်ရတာကြောက်စရာကောင်းလို့မိမဲ့ငမောကတော့မကြောက်ဘူး။ခက်တီတီပဲ။အဲ့ဒီကောင်လေးကင်ထိုင်းရနေအောင်မှမေးလိုက်သေးတာ။မင်းကဘာကောင်လဲ။မင်းစားအကောင်လေးကအတန်ခက်သေးသေးခက်ဆူဆူလေးနဲ့ဖြေတယ်။ မင်းစားဆိုတော့ကလေးသေးရဲ့လေမင်းမသိဘူးလားမသိပါဘူးကွာမင်းကကလေးသေးရဲ့ဖြစ်တော့ငါဘာလုပ်ရမှာလဲငါသိတာငါငါရီမင်းတို့စားပြစ်တာအဲ့အရာငါပြန်လို့ခြင်းနေမင်းစားလေးကငမောကိုပြူးကြောင်ကြောင်လေးကြည့်ပြီးအံ့ဩသွားတယ်မင်းကတကယ်ပဲငါတို့မကြောက်ဘူးလားငါဘာကိစ္စကြောက်မှာလဲကဲပါအရင်မရှိနေကွာငါငါရီပြန်လို့ခြင်းနေအာမင်းတို့အခုပြန်ပေးအခုပြန်ပေးလို့တော့ဘယ်ရမှာလဲပြီးတော့ငါတို့ကငါမဖန့်တတ်ဘူးလေမင်းကလည်းပဲညစ်ပြီးတတ်မိတော့မှာနော် တော့ငါငါတွေပေးမှလားမပေးဘူးလားငမောကသူ့ကိုလက်ရဖမ်းနိုင်ကြတဲ့ကမင်းစားလေးကအံ့အားတင့်နေတကယ်တော့ငမောငငယ်တွေကလက်နဲ့ခေါင်ကဆေးပေါက်ဘူးလေအဲ့ဒီစီကြောင့်ပဲမင်းစားအောင်မြင်နိုင်ပြီးတော့လက်ရဖမ်းနိုင်ကြတာငမောကဒေါသနဲ့ပြောတော့မင်းစားလေးကလန့်ဖြန့်သွားတယ်သူတို့ကျဲစကားချေတင်ပြောနေရမြင်တော့တခြားမင်းစားလေးတွေလည်းအနားကိုရောက်လာကြတယ်သူတို့ကလည်းဒေါသထွက်နေငမောဝိုင်းပြီးတော့တောင်းပန်ကြတယ်မမမလောက်ပါနဲ့ငါတို့ကငါမဖမ်းနိုင်မိမယ်ငါရှိမဲ့နေရာတော့ရှာပေးနိုင်တယ်ကုလဲကုပေးနိုင်တယ် ဲ့စကားငမုံအရန်စိတ်ဝင်စားသွားတယ်။မင်းတို့တီးကြလား။တိတ်တီးကြတာပေါ့။ကဲဒါဖြစ်ရင်မနက်ဖန်ကိုငါငါဖန်ဖို့အတွက်မင်းတို့လုပ်ပြီးမလုပ်ပြင်တော့မင်းတို့နေအောင်မီးရှို့ပြစ်မယ်။ဆက်ဆက်တွေ့တော်မူတွေအရာဒီမင်းစားလေးတွေကတစ်ချောက်ပင်မနေရဲဆိုတော့ငမုံတိမိလိုက်တာမို့ချင်းချလိုက်တာပါ။ငါတို့ကလေးငါတို့တီးစေရပါမယ်။ပြီးရပဲ။ငမုံလည်းမင်းစားလေးတွေကိုပြန်လှုပ်ပေးလိုက်တယ်။ပြီးတော့အိယာဝင်ခဲ့လိုက်တယ်။နောက်တနေ့မနက်ဝေလီဝင်လင်းမှာတော့ငမုံစီကိုမြင်စာလေးတွေရောက်လာတယ်။ငမုံ အနောက်ဘက်ခြံရွှေပြက်ထဲမှာငါးတော့ဖမ်းလိုက်အဲ့မှာငါးကြီးရရှိအေးငါးတော့ဖမ်းမယ်မနက်လင်းတော့ငမုံလဲပလိုင်းနဲ့ငါးဖမ်းဖို့အတွက်အလိုအပ်တာတွေယူပြီးတော့ထွက်ခဲ့တယ်အနောက်ဘက်ရွှေပြက်ကကိုင်းနေခြုံတွေထုထက်ပြီးတော့လူသူလဲအသွာလာနေတဲ့နေရာလေးငမုံကရွှေပြက်ထဲရောက်တော့ငါးတွေပွပွထားနေအောင်မြင်ရတယ်ငမုံလဲငါးတွေဆင်းဖမ်းတယ်ငါးအကောင်ကြီးကြီးတွေပလိုင်းပြည့်လူနေပါရလိုက်တာပေါ့မင်းစားရရဂရီတီရဲ့အတွက်ငမုံလဲကျင်းနေသွားတယ် ပြီးတော့အချင်းရလည်းရှိသေးတဲ့အတွက်ငါးရီကိုငါးပုံပုံပြီးတစ်ပုံဖယ်တယ်။ကျန်တဲ့လေးပုံတော့သူသွားပြီးတော့ရောင်းနေစားတခြားရွာလေးစီမှာလှည့်ရောင်းနေ။နေမုံလွယ်လောက်ကြတော့ငါးရီကောင်ရောင်းပြီးပြီ။ငမုံပြန်လာတယ်။တက်ရောက်တော့ထမင်းစားလိုက်ပြီးတအောင်တမနာတယ်။အဲ့ရနူတော့ဖယ်ထားတဲ့တပုံတေးချချက်ပြုတ်ပြီးတော့ညနေဆောင်မှာမင်းစားရည်နေတဲ့တစ်ချောက်ပင်စီကိုသွားပြီးလာစားဖို့ခေါ်တယ်။ညမောင်တော့ငမုံစီကိုမင်းစားရည်ရောက်လာ။ချက်ထားတဲ့ငါးရီကိုပျော်ရွှင်ခုတ်ပေါက်ပြီးတော့စားတော့ကြတာပေါ့လေ။ငမုံမင်းစိတ်ထဲကျဉ်တ်ပြီလား။ ေးဂျင်းနေပြီ။ငါတို့အမြဲတမ်းဒီလိုချက်ကျွေးပါလား။မင်းတို့အခုလိုအမြဲတမ်းငါးကူရှာမယ်လေ။မင်းတို့ကငါ့ကိုဒုက္ခပေးမှာလား။ငါတို့ကမင်းတို့ဒုက္ခမပေးပါဘူး။အေးဒါဖြစ်လဲပြီးတာပဲ။ငမုံနဲ့မင်းစာတွေနားလည်မှုရယူခဲ့ကြတယ်။အဲ့ဒီနေစာပြီးတော့ငမုံတယောက်ငါးရှာဖားရှာရာနေမင်းစာလေးကောင်အကူညီပေးရတဲ့အဆင်ပြေပြေနဲ့ရှာဖွေလာနိုင်တယ်။ဒီပြင်အောင်မှာတခြားတောကောင်တွေတွင်လေငမုံမင်းစာတွေလာရောက်ပြီးပြောတတ်တော့ထောင်ဖန်းပြူဖန်းပြီးတော့ရရပြန်တယ်ငမုံတယောက်တငါတစ်ဖက်မိုးဆိုးတစ်ဖက်ဖြစ်ခဲ့ရတယ်လေ ဝင်ငွေရလည်းတင့်တင့်ပြီးတော့အဆင်ပြေပြေရှိလာတယ်။ဒီအပြင်ကအပေးယူမျှတလုံးနဲ့အတွက်လဲမင်းစာလေးကောင်နဲ့လဲငမုံကညီကိုရင်းချလို့ဖြစ်လာတယ်။တယောက်တည်းသမားငမုံအတွက်ကတော့မင်းစာလေးကောင်ရောက်လာခြင်းက၆တွေ့နေတဲ့သူရဲ့စိတ်ကိုစိုးပြေလာစေတာတော့အမှန်ပဲ။ဒီလိုနဲ့တကူတော်ညဒီညကငမုံတောင်မင်းစာတွေမွေးထားပါတယ်ဆိုပြီးတော့တင်းကြီးစေတဲ့ညဖြစ်တယ်။ငမုံညှိုးတင်ထားတဲ့ဥပါဝင်ကသူ့ရဲ့ရှင်နဲ့အမုံတောင်ချေဖြတ်ဖို့အတွက်သူ့အမျိုးရေးရပဲလူငါပြီးတော့ဒီညမှာငမုံစီကိုတက်ဖြတ်ဖို့အတွက်ဆေးလွှတ်လိုက်တယ်။ ဲ့လူတွေဝင်လာတော့ငမောမင်းစားတွေကပြောတယ်။ငမောကလည်းမုံရင်ဆွဲရှိနေတော့ရှောင်မပြေဘူး။သူကိုင်းနဲ့ဓာတ်သေးနေလို့ဒုတ်ကိုင်းပြီးတော့ရင်ဆိုင်တယ်။တစ်ဖက်ကဆက်ရောက်တိတိလက်နက်ကိုစီနေပေါ့။တကယ်တမ်းခေါကြထစ်ကြဖြစ်တော့ငမောဘက်ကနေမင်းစားလေးကောင်ကကူညီတယ်။ငမောအထီးကိုင်းမရှိခဲ့ပေမဲ့တစ်ဖက်ကဆက်ရောက်ကတော့ငမောရဲ့ရိုက်ချက်မင်းစားရဲ့တိုက်ခိုက်မှုတွေကြားထဲမှာအလဲလဲကွဲကွဲပဲပေါ့လေ။ဒါဆိုဆိုရင်မင်းစာကြိုက်တဲ့ဒံရီပယောဂဆရာနဲ့အပြင်းထန်ကုသယူခဲ့ရတဲ့အထီအောင်မှဖြစ်ခဲ့ရတယ် ဒီဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကြောင့်ပဲငမောင်ကမင်းစာတွေမွေးထားတာဆိုပြီးတော့တည်င်းနေကြီးလာတာပေါ့လေဘသူမှလည်းငမောင်မထီရတော့တလို့စော်ရင်တော့မှဝေးဝေးရနေရှောင်းသွားကြတဲ့အထိဖြစ်လာတယ်ဥပဝင်ဘက်ကတနည်းမရတော့နောက်ထပ်တနည်းကိုထပ်သုံးတယ်အောက်လန်းနဲ့ငမောင်တိုက်ခိုက်ဖို့လုပ်တယ်ဒါပေမဲ့လည်းငမောင်ကထပ်ပြီးတော့ကန်ကောင်းသွားပြန်တယ်မင်းစာတွေကသူတို့ရဲ့မိခင်ကြီးတုတ်တန်ရှင်မဖဲဝါအကူကြီးတောင်းပေးကြတော့မဖဲဝါငမောင်စီတိုက်ခိုက်လာတဲ့အောက်လန်းစီအမှန်တမ်းများဖယ်ရှားပေးတယ် ငမောကမဖဲဝါမမြင်ဘူးခဲ့ပေမဲ့ဒီအကြောင်းမင်းစာရီပြန်ပြောပြလို့သိရတယ်လေဒီအတွက်မဖဲဝါကိုလည်းငမောကစရော့ချက်လို့ပတ်သားခဲ့တယ်စရော့ဆက်ချိန်မှာလည်းအမေမဖဲဝါရဲ့လို့တစ်ခုတ်တရသုံးနှုတ်ပြီးတော့ပင့်ဖိတ်ခဲ့တယ်တစ်ဖက်ကဥပဝင်ကတော့အော်လန်နဲ့တိုက်မရလို့နည်းနည်းငြိမ်သွားတယ်တံပြန်ထိခံသွားတယ်လို့လည်းငမောသိရတယ်ဒါပေမဲ့လော်လော်လတ်လတ်တော့အဲ့အရာတွေငမောစိတ်ဝင်စားအောင် မင်းသားရဲ့အကူအညီနဲ့ငွေကြေးအဆင့်ပြေလာတဲ့ချိန်မှာအညိုတွေတွေအာဃာတတွေထက်သူ့ဘဝတူတက်ဖို့ငွေရှိမှလူရဝင်းတဲ့လောကကြီးငွေပြင်းနဲ့ခါးဆောင်တင်မှုရောငမုံပြောင်းစင်းလာတယ်။အချိန်နီးကငမုံဘက်ကိုအလေးတားလာတယ်လို့ပြောရမလားပဲ။မင်းသားရဲ့အပေါ်မှာစိတ်ကောင်းရှိလုံတဲ့ငမုံကအကျိုးထူးတဲ့တံပြန်မှုရရှိခဲ့တယ်လေ။တညကြတော့ငမုံအိပ်ပျော်နေရနေမင်းသားတွေရောက်လာတယ်။ငမုံငမုံမင်းအရေးကြီးတာပြောစရာရှိတယ်။အင်းဘာပြောမလို့လဲ။ ငမုံးလေအိတ်ချင်မှုတူနဲ့ပြန်ပြီးတော့ငပိုးဆိုတဲ့မင်းစားလေးကမင်းချမ်းသာမယ်အေးကွာငမုံးလေငောက်ခနဲ့ထထိုင်မရပေါ့အေးဖာများလေးကွာပြောစမ်းမအောင်တင်းဆိုင်နဲ့အခုပြတ်တလုံးထဲမှာရွှေရင်းကားတွေငါတို့တွေ့ထားတယ်တွေ့ထားတာတော့ကြာပြီးမင်းကိုပေးခြင်းကြောင့်အရှင်မစီမှာခွင့်တောင်းထားတာအခုအရှင်မမင်းကသူ့မွေးစားသားတဲ့သူခွင့်ပြုတယ်တဲ့အဲမင်းသွားယူလိုက်တော့ဖမယူရမှာလေလာလိုက်ခဲ့မင်းစားရဲ့ဂျေဆုနဲ့အုတ်ကူအဟောင်းပြက်ကြီးဆရာဒင်းကားပြားတွေငမုံးရရှိလိုက်တယ်လေ ပမာဏငမိုးရဲ့ဘဝပြောင်းလဲသွားစေတယ်။လေယိုရမှာတင်းဆိုင်နာကနေတဲ့ညနေမွဲငမိုးကနေချင်းညချင်းငွေချေးချမ်းသာရတဲ့ဖြစ်သွားတာပေါ့။ငမိုးရဲ့ဒီလိုမျိုးပြောင်းလဲခြင်းတွေနဲ့အတူတစ်ဖက်ကဥပါဝင်ကတော့ကျမ်းမာရေးချွတ်ချုံကြရပြင်စီးပွားရေးကလည်းကျဆင်းလာတယ်။ငမိုးကငွေနဲ့စီပိုပြီးဥပါဝင်ပိုင်ဆိုင်သမားတွေကိုတင်းဝယ်တယ်။တဖက်မှာလေတုတ်တန်တွေကမိခင်နဲ့ဖခင်တွေရဲ့မြေပုံခန်းထားတဲ့ရွှေအောင်အုပ်ကြီးတွေတိဆောက်တယ်လို့သူ့ရဲ့မွေးစားမိမဲ့ဖဲဝါအတွက်ကိုလည်းနန်းတစ်ခုတိဆောက်ပေးတယ် မင်းစားတွေအတွက်လည်းနေစားဖြင့်နန်းငယ်ကလေးတစ်ခုတိစောက်ပေးတယ်။ပြီးတော့သူ့ဘောငွေများတရားနိုင်တဲ့လောကကြီးကိုငမောကငွေတော်ကြီးခါးစောက်တင်ပြီးတံပြန်မှုတွေစတင်တာပေါ့လေ။ဒီအချိန်မှာတိုက်တိုက်ဆင်ဆိုင်မှာပဲသူတို့ရဲ့တနယ်လုံးမှာမိုးကောင်ရေရှားပြီးတော့တီးနံပျက်စီရတဲ့ကပ်ပရဆိုင်တော့ငွေဖီအားရှိတဲ့ငမောရဲ့လက်အောက်ကိုအားလုံးကကြာဆင်းရတာပေါ့။အချိန်တစ်ခဏလေးအတွင်းမှာပဲငမောကအားလုံးစီပိုးနိုင်ခဲ့တယ်။လေယုတ်တရားလုံးကငမောကိုအရင်ကဘလို့ပဲမုန်းခဲ့ပါစေအခုတော့ငမောရဲ့လက်အောက်ကိုတန်ဆင်းရတယ်လी ငမောင်းကလည်းအနာအသီးတော့နာနာဖိပေးတယ်။ချိုးနေဖဲ့ဝဲပြီးတော့စီးပိုင်နေအောင်နင်းနေ။ဘသူမှငမောင်းကိုတတ်မပြန်နိုင်ဘူး။ကွယ်ရမှာအလုံးမုံတီးချောင်းဆိုရယ်။ကျိန်စာတိုက်ကြတယ်။ရှေ့တယ်မှာတော့မချစ်သွားပြဲခါဆိုင်နေပေါ့။ဒီလိုနဲ့အချိန်တွေကြာလာတော့ငမောင်းဟာလုံးသမျှဖြစ်နေရတဲ့သူ့လောကကြီးမှာသူ့လုံးသမျှဟာအမှန်လို့ထင်မြင်ယူဆလာတယ်။ဒီလိုထင်လာတော့အမှန်မမြင်တတ်တော့ဘူး။အညိုတေးတွေနဲ့အမိုက်တိုက်ဖုံးလွှမ်းရာနေငမောကလူကိုလူလိုတော့မမြင်နိုင်တော့ပဲနဲ့နိုင်ထက်စင်းနေပြူတဲ့ထီကိုတစ်ဖက်ကန်းသမားဆန်လာခဲ့တယ် သူရဲ့မဟာယန္တရောကြီးဥပဝင်ဆိုရင်သူ့ရှိမှာပဲခေါင်းခွေလိုတောင်းမယ်ရင်နဲ့တေခဲ့ရတဲ့အထီကိုငမုံကလှုပ်ပြခဲ့တယ်။ဒါရရတော့ဘဝအပြောင်းလဲများနဲ့ငမုံရဲ့အကြောင်းတွေပဲပေါ့။သူတော့တယောက်လေမူလပြန်ထိုင်ရနေဇီဒီကလေးတစုစီမှာတမထထိုင်နေမိတယ်။သူရောသူရောကမျက်လုံးနဲ့ဖွင့်ကြည့်လိုက်တော့သူ့ရဲ့ရှိမှာရှင်နေရဲ့ဆရာဖြစ်သူဦးစာတီကြီးကိုတွေ့ရတယ်။ဟော။ဘာကြီးလာလဲဆိုတော့အကြောင်းထုတ်ပြန်ပြီထင်တယ်။อืมဟုတ်တယ်။လက်ရိုးရပြဿနာမင်းသွားပြီးတော့ဖြေရှင်းပေးရမယ်သူရော။ ဘလို့ပြဿနာမျိုးလဲပါ යි တင်းကျိုင်းရှင်မှာမဖဲဝါအပါဝင်ပရလောကသားတွေအကူညီနဲ့ချမ်းသာသွားရတယ်အမားပေါ်အမားဆင်နေတဲ့လူတယောက်ပေါ့ကွာအဲ့ဒီသူကမင်းကချစ်ချွတ်ပြီးဆုံးမပေးရမယ်သူ့ကိုမဖဲဝါတော့ကူညီပေးနေရလားဒီလိုဆိုရင်သူတို့ကသူ့ကိုဆုံးမချစ်ချွတ်ရမှာလဲသူ့အကျွတ်တရားရစီပြီးတော့သာသနာပံဝင်စေရမယ်သူကထုံပေါက်မဲ့ပုံကူတယောက်ဖြစ်တယ်ဒါပေမဲ့ကဝေးတကောင်တိုက်ခိုက်တာဆုံးတကောင်ဆုံးမာတာတစီတကောင်ချစ်ချွတ်တာအဲ့အရာတွေထက်လူတယောက်ချစ်ချွတ်ဖို့ကပိုပြီးတော့ခက်တယ် ဒါကြောင့်ခယူးဆိုင်ပြီးတော့အကောင်းဆုံးလုပ်ဖို့လိုရယ်နော်သူတော့ဘာကြီးတောင်ပြောရဲဆိုတော့ဒီလူကိုချစ်ချွတ်ဖို့ဆိုတာအတော်ခက်ခဲမဲ့ပုံပဲอืมဟုတ်တယ်အဲ့ဒီအတွက်ကိုမှတင်းဆိုင်ရှင်မစီမှာအရင်ဆုံးဝင်တွေ့ပါပြီးရင်အကျိုးအကြောင်းတွေပြောပြပြီးအကူအညီတောင်းဘာဆက်လုပ်ရမလဲဆိုတော့အဲ့ခါကျရင်သိရှိလာမှာပါကောင်းပါပြီဘာကြီးဦးစာတီကြီးကနေရာကနေလှည့်ထွက်သွားခဲ့ပါတယ်သူတို့လည်းတမထအောင်ဖြုတ်ပြီးတော့လွယ်ကြီးကိုကောက်လွယ်လိုက်တယ်နောက်တော့လေယူရစီဦးတီလို့ရေပေါ့ ငမုံတယောက်သူ့ကိုယ်သူခုံမောက်လွန်စာနဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာရွှေအစင်တစားတွေကိုဆင်းရင်ထားတယ်။ငမုံကသူ့ကိုယ်သူပြန်ကြည့်ပြီးတော့သဘောတွေကျရင်တဟားဟားနဲ့အိုဟစ်ပြီးတော့ရှီမောလိုက်တယ်။အဲ့ဒီအချိန်မှာကောင်းရင်ကြီးတစ်ခုလုံးကမှောင်မဲလာပြီးမိုးသီးမိုးပေါက်တွေကျဆင်းလာတယ်။မိုးရစက်တွေကြားထဲမှာငမုံလမ်းပြောက်သွားတယ်။သူ့ဘဲစီကိုသွားမယ်မသိဘူးဖြစ်နေ။အဲ့ဒီအချိန်မှာဘောထနေပြီဖြစ်တဲ့သူ့ရှာမြေပြင်ကတုတ်တန်တစားပြင်အဖြစ်ကိုပြောင်းလဲသွားတယ်။ အုတ်ကူအချိုပြက်တွေပဲ့ရဲနေတဲ့မှတ်တိုင်းတွေမြေပုံတွေကမိုးဆက်တွေကြားထဲမှာအစီအရေရှိနေတာငမုတ်တယောက်အံ့အားသင်ပြီးတော့ကြည်နေတော့မှမြေပြင်ကြီးကတုန်ဟီးလာတယ်ပြီးတော့မြေပုံတွေအုတ်ကူတွေကြားနေကုန်းကွားကွားနဲ့လူသေးကောင်တွေအများပြားထွက်လာခဲ့တယ်ဒါဒါဒါရီယာငမုတ်တယောက်တောင်လို့သွားမိပြီးရေရောလိုက်မိတာပေါ့လူသေးကောင်တွေကငမုတ်စီဦးတည်ပြီးတော့ရိုင်တီးရိုင်ထိုင်တမျိုးကုန်းကွားကွားနဲ့တဖုံတချို့ကြတော့လေးဘက်ထောက်ကြီးတွေနဲ့ခေါင်းရွက်ကိုရွက်နဲ့လာနေကြတာ ငမုံနဲ့အချိန်နေမဟန်လို့အဲ့နေရာနေပြေးထွက်ဖို့ကြိုးစားတယ်။ဒါပေမဲ့သူ့ရဲ့ချောက်တွေအကုန်လုံးကမြေကြီးစီမှာကပ်နေပြီးပြေးလို့မရတော့ဘူး။အလောင်းကောင်တွေကငမုံအနားစီကိုရှောက်လာတယ်။အလောင်းတွေငမုံအနီးကပ်မြင်ရတော့မှအလွန်အံ့အားတင်ရပြန်တယ်။အဲ့အလောင်းကောင်တွေကလေရွေးရွာတက်ရှိထင်ရှားရွာသူရွာသားတွေဖြစ်နေရလေ။အလောင်းကောင်တွေကငမုံစီကိုရှောက်လာပြီးတချို့ကငမုံကိုကုတ်ချစ်ဆွဲဖယ်တယ်။တချို့ကတော့ငမုံကိုကိုက်ကြတယ်။ငမုံတယောက်အလွန်သွေးပြက်ပြီးခြောက်ချပြီးပေါ့။ထိုင်လန်ကစားနဲ့အားကုန်အော့ဟစ်ပြီးရုံးကန်ပြီ ငမောရဲ့ရုံးကံမူကအဲ့ရနဘီယာကလထိုင်ကိုဒုံကနေကံပြီးပြီးလဲကြတန်နေတူငမောတယောက်လေးအိမ်မက်မက်ရာနေလန့်နိုးလာရတယ်။ငမောရဲ့တခုလုံးမှာချွေးတွေကရွှဲနေလို့ရပေါ့။ဟာငါအဲ့အိမ်မက်ကြီးထမ်းပတ်ပြန်တာပဲ။ငမောလေးတက်ကိုသူပြန်ဆန်းစင်နေရေရွရင်ပြောမိတယ်။တော်တရပေါ့အိမ်မက်ဖြစ်နေလို့အဲ့လိုလေတွေးမိခဲ့တရား။ဒီလိုနဲ့၃ရက်လောက်ကြာတဲ့ခါမှာတော့အဲ့အိမ်မက်ကိုပဲငမောတယောက်ထပ်ပြီးတော့မန့်အပြန်နေ။ ဒီတစ်ကြိမ်တော့အိမ်မက်ထဲမှာအလောင်းကောင်နေသူစီရောက်လာတဲ့ချိန်မှာရုတ်တရက်ယောဂီတယောက်နဲ့အဝါရောင်အထက်အောက်ဝစ်စင်ထားတဲ့အမေအူကြီးတယောက်ရောက်လာပြီးအလောင်းကောင်ကိုမောင်းထုတ်လိုက်တယ်။အလောင်းကောင်နေပြောက်သွားတော့ငမုံးကလည်းအာကိုတကြီးနဲ့ယောဂီဝစ်စင်တဲ့သူနဲ့အမေအူကြီးအနောက်ပြေးမိပါလေရော။ကျေးဇူးကြီးလာပါရဲ့ကျေးဇူးရှင်တို့ရဲ့ကျုပ်ကိုလေကျုပ်ကိုအဲ့အလောင်းကောင်ကိုနှောက်ရှက်နေတာကြာပြီဗျ။အခုလို့ကျေးဇူးရှင်တို့ဒါရောက်မလာရင်လေကျုပ်ဘာဖြစ်မှန်းမပြောတတ်တော့ပါဘူးဗျာ။ယောဂီကတော့ဘာမှမပြောပါဘူး။ အမေဦးရငမိုးရဲ့ဦးကောင်မိခင်တယောက်လိုပဲစင်စင်နနာနဲ့အုတ်ကင်လာတယ်။ဟာတာမင်းအိမ်မဆိုးတွေမက်နေရကွ။အိမ်မက်ဟုတ်တယ်။ကျုပ်အိမ်မဆိုးတွေမက်နေရ။ကျုပ်အဲ့ဒီအိမ်မက်တွေမမက်ချင်တော့ဘူး။ကျုပ်ကိုကူညီကြပါအောင်နော်။ငမိုးကပြောတော့ယောဂီဝင်တဲ့လူငယ်ကစူးစိုက်ကြည့်လာပြီးတော့ခမားတင်ငန်းစီးတဲ့နယ်လို့ထင်တယ်။ဗျာဟုတ်တယ်ခမားတင်ငန်းစီးတဲ့နယ်ခမားရဲ့စိတ်ထဲမှာအညိုတိအာဂါတာရီယာပိမ့်ပိတ်အောင်မှောင်လို့နေစေတယ်။ကိုငမုံ ခမားစိတ်တရားအမျိုးတွေအတွက်တံပြံမဲ့အစီအစဉ်ကိုရှုပ်သိမ်းလိုက်ပါဗျာမီးဆိုတာသူ့ပူစီခြင်းကိုရိုင်းကအရင်အပူခံရတတ်ပါတယ်အင်းငိမ့်နဲ့အရေးစီမှာခမားရှိတင်နေပြီလေအင်းငိမ့်နဲ့အရေးဟုတ်လားအဲ့ဒါဘာလဲလောကမှာအင်းငိမ့်ရာကမြတ်ဗုဒ္ဓရဲ့တရားပဲဗျခမားစီမှာပူနေသည်မဒီလိုအိမ်မဆိုးရရာမကြခနာဆက်ပြီးတော့မက်နေအောင်လိမ့်မယ်ကြာရင်ခမားလုံးပါပါပြီးဒုက္ခရရလိမ့်မယ်ကျုပ်ကတော့ခမားဘာလို့တင်နေဆိုတော့အကြံပြုရုံမှာပဲကျန်တာကတော့ခမားကိုစိတ်နဲ့ကိုပါတာတုံ့တက်ပြီးတော့ဆုံးဖြတ်ပါ ကျုပ်ကဆုံးဖြတ်မယ်ဟုတ်လားကဲဟာတာအမေတို့ကိုခွင့်ပြုအောင်တရားယောဂီသူတို့အကြံပြုတာတော့ငါသားအလေးနဲ့တွေးတောစဉ်းစားဖို့ပြောပြရနဲ့အမေဦးကြီးနဲ့ယောဂီဝလူငယ်ကငမုံရဲ့အနာနဲ့လွင်ကနေဖြစ်သွားပြီးပျောက်ွယ်သွားတယ်အမေဆရာသူတို့နေနေကြပါဦးငမုံလည်းအဟင်းအိယာကနေလန်နိုးလာတယ်အိယာထဲမှာငမုံထိုင်ပြီးတော့တွေးတောနေမိတယ်သင်ငန်းစီရမယ်ငင်းချမ်းရအရေးကိုရှာဖွေရမယ် ငမောကဒီစကားကိုပဲတင်တွင်တွင်ရေရွတ်နေမိတယ်။အချိန်နဲ့ဘလောက်ကြာငမောရေရွတ်နေမိရဲ့မသိပါဘူး။နားထဲမှာကြီးစီတန်တလွင်လွင်ကြားမိတယ်။စိတ်ကလည်းဘာကြောင့်မှမသိကြီးစီတန်ကြားရထွက်ကြည့်ကျလာတယ်လေ။အဲ့တော့ငမောလည်းအိယာနေထလိုက်တယ်။အိမ်ရှိပရင်ဘောက်ကိုအပြေးလမ်းပြီးတော့ထွက်ကြည့်လိုက်တယ်။အိုးထုံးသက်စနေရောင်ဖြဖြားရဲ့အောက်စီမှာနေဆွေးတဲ့သင်္ကန်းတို့ကြီးညိုစပွဲယုံပြီးတော့တပေးပိုက်ပြီးစွန်းခံနေတဲ့တန်ငါတော်တွေကိုငမောကဖူးတွေ့ရတယ်လေ။ သူတသက်အခုလိုမြင်ကွင်းဘယ်တော့မှမမြင်မှုခဲ့တယ်လို့စိတ်ကခံစားရတယ်။အရင်ကမြင်မှုတာရည်လည်းရှိတော့ရှိပါလိမ့်မယ်။ဒါပေမဲ့စိတ်ဝင်စားပါမှမြင်ပြီးမှတ်သားမိတာလူတဘာဝဆိုတော့အမှတ်တမဲဖြစ်ခဲ့တာဖြစ်ပါလိမ့်မယ်။ဘယ်လိုပဲဖြစ်ဖြစ်အခုတစ်ခေါက်ကတော့ငမုံတက်ကအဲ့မြင်ကွင်းကျင်းစိတ်အစဉ်အအေးစမ်းမှုကိုခံစားလာရတယ်။ငမုံလည်းဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ဒီဆုံးဖြတ်ချက်ကတော့အားလုံးသိကြလိမ့်မယ်ထင်ပါတယ်။ ဒီလိုနဲ့တပတ်ကြာတဲ့အခါမှာတော့ငမုံတယောက်ရွာဦးကျောင်းစီမှာစံဦးပယ်လို့သင်ငန်းစီပြီးအရှင်ဩဘာသာဖွဲ့ခံယူခဲ့တယ်။သင်ငန်းစီရဲ့အချိန်မှာတော့သူယူတယောက်ကသူ့ကိုစူးစူးဆိုက်ဆိုက်လာပြီးကြည့်နေအောင်ငမုံတဖြစ်လဲအရှင်ဩဘာသာမြင်တွေ့ရတယ်။သင်ငန်းစီပြီးတပတ်ကြာမှာတော့ငမုံတဖြစ်လဲအရှင်ဩဘာသာရှင်နေရအညူတရာတို့ပယ်တက်နိုင်ခဲ့ပြီးတော့အင်းညံ့ရာဆင်မန့်ကိုခန်းစားသိမိလာရတယ်လေ။အားကြောင့်လဲသင်ငန်းဝတ်နယ်ပဲရာသက်ပန်နေထိုင်ရင်းနဲ့ဆင်မန့်နဲ့အင်းညံ့ရာစီတောဖို့အတွက်စောင့်ဖြတ်လိုက်တယ်။ ူပိုင်ဆိုင်နာတွေအကုန်လုံးလည်းတရားလုံးစီဖြန့်ကျက်လို့လှူဒန်းလိုက်တယ်။အလိုရဲ့အဆုစုသောကုသိုလ်တွေကိုရေးဆက်ချလို့အများတန်းပေးဝေတယ်။အများတန်းပေးဝေရမှာလဲသူခင်မင်းနဲ့ဂျေဇူးရှင်မင်းစာလေးကောင်နဲ့အတူတင်းတန်းရှင်မနဲ့ယောဂီသူတော်တို့ကိုတစ်ခုတ်တရအများတန်းပေးဝေတယ်။ဒီတခါအလူမန်းတက်ရဲ့တောင်းတနေရစီမှာရှိနေတဲ့တင်ကန်းစီရောဟာဆူဆူဆဆိုက်ကြည့်နေခဲ့တဲ့သူယူကဝမ်းတာအဲလဲတာရုခော်တာမြင်မိခဲ့တယ်လေ။ညာရောက်တော့အရှင်ဩဘာသားရဲ့အိမ်မက်ထဲကိုအမေအိုကြီးရောက်ရှိလာတယ်။အမေအိုကြီးကအရှင်ဩဘာသားကိုပျော်ပျော်ကြီးစိုက်ကြည့်ပြီးတော့ အမေတောင်အခုလိုဖူးတွေ့ခွင့်ရလို့အမေကျေနပ်ရပါတယ်။အဲ့လိုပြောသွားခဲ့တယ်။အခုတော့ငမိုးဆိုရဲလူတကာမိုးတီးခံရတဲ့သူကကောင်းမွန်တဲ့လှုပ်ဆောင်မှုတစ်ခုနဲ့အဆုံးသက်တခံရသွားခဲ့တယ်။ငမိုးကနေတခံရပြီးတော့အရှင်ဩဘာသားဖြစ်သာသနာဝန်ကိုထမ်းမဲ့ပုဂ္ဂိုလ်ကတော့တစ်နှစ်အကြာမှာတဝါရရှိပြီးတော့ရွာစီကနေတော်ရက်စီကိုအပီးတိုင်ထွက်ခွာသွားခဲ့ပါတယ်။လေယိုးရွာသူရွာသားတို့ကလည်းချုံနာမှုကင်းပြီးတော့အကြောက်တရားကင်းစင်တဲ့လွတ်လပ်ရွှင်လန်းတဲ့ဘဝကိုရရှိခဲ့ကြတယ်လေ။အော် မင်းစားလေးတွေကတော့ငမုံတစ်ဖြက်လေးအရှင်ဩဘာသာလူရောမှုအဆူဆူတွေကိုရေစက်ချလို့အများတန်းပေးဝေတဲ့ချိန်မှာတာရုကောင်စာခေါ်ရပြီးကျွလွတ်သွားခဲ့တာပေါ့လေဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးတာရဲ့ဇလန်လေးယူနာဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ရကြမှာလေးကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျမရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတူပဲတင်ရှိပါရရှင်